ငါကျွန်းလုံမိတဲ့ကန်တဘာဟာမင်းမေမင်းညူအပိုင်းနှစ်အချက်ဟာအီများလောက်နာကျင်ရ၏ကျမအဲ့ဒီကအကုတ်ဆိုင်မှာမရှိမဲ့ပစ္စည်းတစ်ခုကိုမေးလိုက်ပြီးအကုတ်ဖိုင်ဘာသုံးလားအင်းမေးပုံဖို့ပေးလိုက်မင်းအဲ့ဒါလေးလိုချင်လို့မှာပေးပါလားရရင်မဟုတ်လားဟင်အရေးကြီးနေလို့လေအင်းပို့လိုက်လေ သူစကားကလူရင်းတူရှင်ပြတ်သားလာတယ်။ဟိုင်းအကုမေးပါပစ္စည်းမှထားရလေဒါလေးအကုဈေးတွေရော size တွေရောသိချင်းလို့မီးဝိုင်းပုံစံလေးပို့ပေးထားလိုက်တယ်။အကုက fiber တိတ်မသုံးပြဖို့ထင်တယ်။ကျမစာပို့ပြီးနှစ်ရက်လောက်ကြာမှပြန်စာလာတယ်။အင်းရှာပေးမယ်ရှာမရရင်သွားပေးမယ်။အကောင်ပြောနေတာအကုစမနေနဲ့။ကိုလည်းအကောင်ပြောနေတာပါ။ ကျေးဇူးပါရှာပေးမယ်ဆိုရင်လေကျမအလုပ်သွားချိန်တိုင်းအကို့ကိုပုံမှန်တွေ့ရတယ်။အလုပ်ပြောင်းချိန်တွေမှာလည်းအကို့ဆိုင်ရှိကပဲဖျက်လျှောက်ခင်မိတယ်။တခါတလေအမျိုးသမီးတဦးကိုပါ အကို့နဲ့ရှင်တွဲတွေ့ရတယ်။ထမင်းအတူစားနေပြီးရင်းရင်မောမောစကားပြောနေကြတယ်။အဲ့ဒီအခိုက်အတန့်တွေဟာအသက်ပါပျောက်သွားနိုင်ပါ诶။အဲ့ဒီအမျိုးသမီးဟာဘသူလဲရေရေရာရာလဲမသိအကို့နဲ့ဘာတော်တယ်လဲတိတိချာချာလဲမသိ။ ဘာကြောင့်မို့အတူရှိနေရတာလဲတဆုံတဆမှတိတိကျကျသိချင်လာမိတယ်။အဲ့ဒီနေ့ညကဝရဏာမှာအတူထိုင်နေရင်ငဲ့ကိုငဲ့မိလေးလူတယောက်ကိုချစ်မိနေပြီထင်တယ်။ဟမ်ဘာတူလဲဟမ်မိပြောရင်ငဲ့စိတ်ဆိုးမှလား။ဘာလို့လဲဘာတူမို့လို့လဲဟင်။မိအခုနောက်ပိုင်းဝရဏာကိုထွက်ထွက်ထိုင်နေရဘာလို့လဲသိလား။ဟဲ့ တတိတော်ထားမိပါတယ်။ဒါပေမဲ့နေငင်းခံခြင်းလို့ပဲလို့ထင်တာ။အဲ့ဒီအချိန်မှာစပိန်ကလေးဟာ ကျမတို့ရှေ့ရာဘက်ကိုတဖြည်းဖြည်းရိတ်လာနေခဲ့တယ်။သူ့ပေါ့ငယ်။မိသူ့ကိုချစ်မိနေပြီထင်တယ်။ဟာဟာမိရဲ့ငါ့ကိုလာနောက်မနေပါနဲ့။ရုပ်တည်ခြင်းနဲ့တော်စမ်းပါဟာ။မဟုတ်ဘူးငယ်။မေတကယ်ပြောနေတာမေသူ့ဖုန်းနံပါတ်ကိုသိတယ်ဖိုင်ဘာမှာလည်းစကားပြောဘူးလေ အကြောင်းမရှိပဲလေသူ့ဆိုင်ကိုဈေးသွားသွားဝင်မိနေတာငယ်ရဲ့မိပလက်ခေါင်းတွေလေမေယုံမူမနောက်ဆန်းနေမိရဲ့အခန်းထဲပြေးဝင်ပြီးမိပလက်ခေါင်းတွေနဲ့ခေါင်းအောက်ကစောက်ကလေးယူကဒီမှာကြည့်ငယ်မိမညာဘူးစောက်လေးယူကငယ်အစပိုင်းလေးဖတ်လိုက်ပြီးမလောက်ပါနဲ့သူ့မှာမိမရှိတယ်ထင်နေမိနာကျင်ရလိမ့်မယ်သူလူလို့ဆိုရင်တော့တော်သေးတယ် အခုကဘာမှန်းမသိဘူးပြီးတော့သူကမေးကြိုက်တဲ့ပုံစံမဟုတ်ဘူးလေဒီလောက်တာတိန်လန်နေရဲ့ဟာ ਉ အချက်ကပိုင်းခြားကန့်သက်ထားလို့မှမရတာငင်းသူ့မှာအမျိုးသမီးရှိနေမယ်ဆိုရင်တော့ဒီအချက်ကိုမေတမင်လုပ်ယူခဲ့တာမဟုတ်ဘူးလေနှလုံးသားရဲ့ဆီရအတိုင်းပဲချစ်ခဲ့တာချစ်မိသွားခဲ့တာပြဿနာတွေဖြစ်လာရင်မေအရှက်ရဒုက္ခရောက်နေမယ်တတ္တိတွေမရှိစမ်းပါနဲ့ရှိစက်မတိုးနေအောင် အရင်ဆုံးတေချောင်းလိလာချမိလေနော်ကြောင်နေနဲ့ရှေ့ဆက်တိုးမိတာရုံးလေနစ်လေဆိုတာတွေကအချစ်ရဲ့သဘောတရားတွေပဲလေအကွဲလာရင်နှလုံးသားနဲ့အတူမျက်ရည်ချရင်အတန်တွေဟာတိမ်ဝင်သွားခဲ့တယ်နှစ်ယောက်လုံးတိတ်ဆိတ်ပြန်မငိုပါနဲ့မေရဲ့ကျမနိုးတော့အိပ်ရရင်ကျမအိပ်နေတာကိုငယ်ထိုင်ကြည့်နေပုံရတယ်ဟင်ငယ်အလုံးမသွားဘူးလား ဟဲ့အင်းစိတ်မပါလို့မေငယ်စဉ်းစားနေရအဆောင်ပြောင်းမလားလို့ကျမထထိုင်လိုက်ပြီးဘာလို့လဲငယ်ညကငယ်အိတ်မပြောဘူးစာအုပ်ကိုဆက်ဖတ်လိုက်တယ်တကယ်ပါမိကိုမနာကျင်စေခြင်းဘူးညိတ်မကြစေခြင်းဘူးမိလိုမင်းကလေးကကြိုက်တဲ့ကောင်ကိုရွှင်းယူလို့ရပါရဲ့ပြီးတော့သူကမိကြိုက်တဲ့ပုံစံလည်းမဟုတ်ဘဲနဲ့ဟုတ်ပါရဲ့ဒါပေမဲ့ဒါပေမဲ့မိစိတ်မှာ သူ့ကိုမှတတိတရာရှိနေတာ သူ့ကိုမှဆွဲလန်းနေတာငယ်ရဲ့အဟံဆောင်ပြောတာအဆောင်ပြောင်းမယ်လို့မြင်နေရရင်ပိုဆွဲလန်းသွားလိမ့်မယ်ဘာမှမဆခင်ဘာမှမဖြစ်ခင်တော့မင်းဒီလောက်နာနာကျင်ကျင်ဖြစ်နေရတာမျက်ရည်ကျရတာတကယ်ငယ်လို့ထင်တယ်လို့သာအမျိုးသမီးရှိရဲဆိုသွားပြီမေသူ့ကိုချက်နေပြီပြီးတော့ငယ်ပြောဖို့တယ်လေအချက်ဟာပျော်ရွှင်မှုနာကျင်မှုဝေးကွာမှုတွေနဲ့ထွန်ထွဲနေတာဆိုမဟုတ်ဘူးမင်း တော်ပါတော့ငယ်ဒီနေ့အပြင်သွားရအောင်လीနော်ငယ်သွားစင်လို့လားစိတ်ပြေနပ်ကြောက်ပါမငိုပါနဲ့တော့ငယ်ညရဲ့များတုတ်ခါချက်ချင်းစကားကိုဖြတ်ပြောပြန်တယ်မိကိုလိုက်နေတဲ့လူတွေရှိရင်လေအစဉ်ပြေမဲ့တယောက်ယောက်ကိုတွေးကြည့်ပါလားအပြင်းပြေလက်ခံစကားပြောကြည့်ပါလားဟဲ့အင်းကိုစိတ်ပြောဖို့တခုတည်းနဲ့သူများကိုငကစားချင်ပါဘူးငယ်မဟုတ်ဘူးလေမင်းရဲ့ ငယ်ပြောတာကတော်ပါတော့ငယ်မိကိုအဲ့လိုတွေအတင်းအကျပ်ပြောနေတာမိတကယ်မကြိုက်တော့ဘူးမိငယ်ကိုအဲ့လိုတကားမှမပြောဘူးဘူးနော် မဟုတ်ပါဘူးငယ်အဲ့ဒါဟိုကောင်းချက်ဒင်းမွေလို့ငယ်အဲ့လိုတွေမပြောပါနဲ့ကွာပြောချင်မိကိုပြောပါ तू ကအေးစေးပဲကိုကပဲကိုနှလုံးသားကပဲဖြစ်နေတာငယ်နှစ်ယောက်လုံးကရင်ပေါ်ကြောခိုင်းကငုံမိကြပြန်နေ အဲ့ဒီနောက်နေက အကိုဆိုင်ရွှေကတော့ဖြတ်မသွားတော့ဘူး။ကျမမေးပြောက်ဖို့ရာ သူ့ရဲ့အတိပေါင်းများစွာနဲ့မိတ်ဆက်ပေးတယ်။ကျမကတော့အကိုကိုပဲတတိယနေခဲ့တယ်။တစတစအကိုနဲ့ကျမဟာစကားတွေပြောပြခဲ့ကြတယ်။တခါတလေဖုန်းခေါ်ရင်တနေ့တခါမကနှစ်ခါမက ပြောနေရင်ဝင်သူလာလို့ချလိုက်ရပြန်ခေါ်ရနေပါပဲ။ဘာမှထွေထွေထူးထူးတယောက်ကိုတယောက်မပြောကြပေမဲ့သူဖုန်းဆက်တယ်၊ကြိုင်တယ် တခါတလေကျမဆက်တယ်တယောက်အကြောင်းတယောက်ပြောဒီလောက်ပါပဲအဲ့ဒီညကအကိုစီကဖုန်းဝင်လာတယ်ငယ်တိမှဆိုလို့ဝရဏနာမှာဖုန်းထွက်ပြောတယ်ဒါပေမဲ့ငယ်ကြည့်နေပုံက အကိုဆိုတာသိနေနေပုံရတယ်အဲ့ဒီညမှာတိတိကျကျအကိုနှုတ်ကထွက်လာတဲ့စကားကကို့အသက်ဘယ်လောက်ရှိပြီထင်လဲအင်း28 29ဟိဟုတ်လား34နှစ်ကျော်35နှစ်ထဲဝင်နေပြီကွာ ပြီးတော့အမင်းသိချင်လဲသိလိမ့်မယ်မသိရသေးရင်လည်းအခုပြောပြမယ်ကိုမအမျိုးသမီးရှိတယ်အိမ်တော်တတ်တန်းက10နှစ်ကျော်ပြီလေနားရေခါလာရင်ခေါင်းတွေထူပူသွားပြီးအကိုဘာဆက်ပြောနေတယ်လဲကျမမကြားရတော့ရှင်နေမိများထလောင်တော့မယ်အလားငါမှားပြီငါမှားပြီဆိုတဲ့အုံနောက်ကတတိပေးတန်းရှင်ဘတ်ထဲကစုညံတန်းများရောထွေးနေခဲ့တယ်ညရဲ့တိတ်ဆိတ်အေးဆပ်မှုတွေတောင်ကျမရင်ထဲက အပူဒံစုညံတံတွေကို လွှမ်းမိုးမသွားနိုင်ခင်နှခမ်းကိုလက်နဲ့ပိတ်ခါမျက်ရည်များကြာရင်အမှောင်တွေရှိုက်တန်ရဲရဲသာထွက်ပေါ်နေခဲ့တယ်။တညလုံးဝရန်တာမှာထိုင်နေခဲ့ပြီးမနက်၄နာရီမှာငင်းအထွက်ထမင်းထုပ်ထလုပ်ပြီးနေခြင်းဟင်အစိုးကြီးနိုးနေရလားမေအင်းဟုတ်လို့လားမေရဲ့ညရေကမအိတ်တာလားဟင်ညကွင်းတွေလည်းညိုးလို့မဟုတ်ပါဘူးအိတ်ပါ စိတ်ကူးပေါက်တာနဲ့ငဲ့အတွက်ထမင်းလုပ်ထလုပ်ပေးနေရ။အင်းပါကျေးဇူးတော်မေငယ်ရေးချိုးအောင်မေခဏနေတော့ဝရန္ဒာကဆောင်းကိုယူလာပြီးပြောတော့အိတ်တယ်ဆိုအမအိမ်လိုက်တာမေဩဟုတ်တယ်ဆိုဆောင်းယူပြီးအမပဲအိမ်လိုက်တာတရေချောက်တက်တဲ့သူကအမအိတ်တယ်ဘယ်တော့ကအဲ့လိုအိမ်ဖို့လို့လဲမညာပါနဲ့မေရဲ့မေအိမ်မရလို့ပါမေရလေကွာ ထားပါငယ်ရလာမနှက်စာစားတော့အလုတ်သွားတဲ့အထိငယ်မျက်နာမကောင်းနှုတ်လည်းဆက်မသွားဘူး9နာရီလောက်ကျကျွန်မအလုတ်သွားဖို့ပြင်ဆင်ပြီးအင်ကအထွတ်သတိကတ်ခဲ့တယ်အကူကအမျိုးသမီးရှိတယ်အမျိုးသမီးရှိတယ်ဆိုပြီးတော့ပေါ့ကားဂိတ်မှာကားဆောင်ရင်တစ်ချက်တစ်ချက် အကူကိုခုံးကြည့်နေမိပြန်တယ်အကိုလေကျမကိုကြည့်နေတာမို့အကြည့်ချင်းစုံသွားချိန်မှာတောက်နေတဲ့ပင်းလိုဘူးကို တောင်းမလားဆိုတဲ့ပုံစံနဲ့မြောက်ပြတော့ကျမကခေါင်းရမ်းပြလိုက်တယ်။နေရောညပါအုံနောက်နဲ့နှလုံးသားဟာအပြိုင်ဆုံးဖြတ်နေရပြီးသတိတရားထားလိုက်ပြက်စီးသွားလိုက်နဲ့ကျမပြားများနေခဲ့ရတယ်။အကုံအင်းအင်းလို့မထူနဲ့ပြားလို့ထူအကုံပြားမေတို့အခုလိုပြောနေဖို့မသင့်တော်ဘူးထင်တယ်နော်။အခုအမျိုးသမီးမရှိဘူးလား။မရှိတဲ့အချိန်ဆက်တာပေါ့ကွာ။ အခုဆိုင်ကနေမိကိုမြင်ရလားအေးမြင်ရတယ်ကိုအမြင်လှမ်းလှမ်းကြည့်တယ်မင်းလဲကိုကိုကြည့်မယ်လို့ကိုထင်တယ်အင်းမညာပါဘူးမိအလောက်ကအချိန်ပိုင်း7နာရီကနေ3နာရီထိပဲလေဆိုတော့ဝရဏာမှာထိုင်နေအကိုကိုမြင်နေရတယ်ဘာရဲ့မဟုတ်ဘူးထိုင်ကိုကြည့်နေဖြစ်တာဆိုပြီးပွန့်ပွန့်လင်းလင်းဝန်ခံလိုက်တယ်စကားပြောနေကြရင်အကိုကလွန်ခဲ့တဲ့7နှစ်တုန်းကမင်းဘယ်ရောက်နေခဲ့တာလဲဒီစကားဟာ သူ့ရင်ထဲမှာရှိတဲ့အရာရာတိုင်းကိုကျမစိတ်ထဲကိုရှောက်အောင်ပို့ပေးနိုင်ခဲ့တယ်။တခါတလေမင်းကိုကိုတတိရတယ်။ဒါပေမဲ့မင်းကိုနစ်နာပါစေ၊ထိခိုက်ပါစေဆိုတဲ့အရည်ရွယ်ချက်မရှိဘူး။ဘာကြောင့်ကြည့်မိနေတာလဲ။ဘာကြောင့်တတိရနေတာလဲကိုမသိဘူး။အခုစကားအဆုံးမှာနှစ်ယောက်လုံးတိတ်ဆိတ်လို့အကူနဲ့ကျမ ဖုန်းပြောတဲ့အချိန်တွေကည7:00နာရီ၊10:00နာရီ၊တခါတလေ2:00နာရီထိ ကျမကအေးအေးမှတ်တဲ့သူမှုမြဘအစုံးကြီးအိတ်တက်တယ်။အကိုစီကစာဝင်တန်ကြားရင်တဟိနိုလေးစိတ်မှာရှင်လန်းနေရောကျမရဲ့အေးကောင်းတဲ့အချိန်တွေကို အကိုအတန်နဲ့လဲခဲ့တယ်။မေးအပြစ်မှာအရန်အေးတယ်အထဲဝင်ပြောပါလား။ရှာရင်ငေးငေးကဆောင်ယူပြီးကျမခန္ဓာကိုယ်ကိုပတ်ပေးသွားတယ်။တလောကလုံးကိုမြေပြီးရှင်ထဲမှာကန့်ညိနေတဲ့လက်ပြပေါင်းများစွာဟာပြန်ဝင်းနေတယ်ပေါ်ပါနေတယ် ပြီးတော့ပျော်ရွှင်နေတယ်။အခုအတန်ကိုကြားရတာနေနေကျမကဘာဟာအရာရာပြည့်စုံနေခဲ့တယ်။နှလုံးသားကသာ အနိုင်ရနေခဲ့ပြီးဒီလိုနဲ့3ရက်4ရက်5ရက်6ရက်အခုမှပြောစရာရှိလားဟင်ကျမအမေရဲ့အဆုံးအချင်းဆိုတာမပြောလဲသိနိုင်နေတဲ့ဒါပေမဲ့ကျမစကားမဆက်ခင်မှာပဲအကူကကိုမင်းအောင်ချက်တယ်တကယ်အရင်ချက်တယ်မင်း အတန်ဟာအစောကထပူတိုးသွားတယ်။ဘာလို့တိုးတိုးလေးပြောတာလဲအကိုအဲ့လိုတိုးပြီးပြောရင်ရှင်နေပုံရောက်တယ်တဲ့။တစ်ချက်ပြုံးလိုက်မိတယ်။ရှင်နေလေးနှွေးထွေးသွားတယ်။ဒီစကားတွေဟာဖြူစင်ပါလေလို့ကိုပြောမထွက်ပါဘူး။ဒါပေမဲ့မင်းကိုမနာကျင်စေချင်ဘူး။ဒါကိုတော့ရှုံပါ။ပြီးတော့မင်းချစ်ချစ်မချစ်ချစ်ကိုနှလုံးသားထဲမှာတော့မင်းကိုတင်ရဲ့အထိချစ်သွားမှာပဲ။ဘယ်လိုများပြောလိုက်တယ်လဲအကူရဲ့။ ချက်တာပေါ့မိသိပ်ချက်တာပေါ့ဒီအချိန်မှာအချက်ကိုချက်တယ်လို့ကျမအယုသားဆုံးဖွင့်ပြောခဲ့တယ်။ဘာစီဘာပေါင်းနဲ့မှအချက်ကိုမတိုင်းထွာခဲ့။ဘာအမည်မှလည်းမတက်ခဲ့ဘူး။ကိုမင်းပေါ်မတက်ရရာကြနေမလား။ဘာလို့လဲအကူ။ကိုမင်းကိုဒီတိုင်းလေးပဲရှိစေခြင်းနဲ့။ကျမကပွင့်ပွင့်လင်းလင်းပဲပြန်ပြောလိုက်တယ်။ကိုကိုတကယ်နဲ့ချက်တယ်။ကိုကလည်းပြန်သဘောချနိုင်တယ်။ ဘဝကိုဖူးဖူးလုံလုံထားနိုင်ယူရမှာပဲအကိုမဖြစ်နိုင်တဲ့တစုံတယောက်ကိုရင်ထဲမှာထားပြီးလွမ်းမယ်ဖြစ်နိုင်တဲ့တစုံတယောက်ကိုအနားမှာထားပြီးပါရမီဖြည့်မယ်ဘဝတွေဟာဒီလိုပဲရှင်သန်ကြရတာမဟုတ်လားအကိုရဲ့မင်းစင်ပြင်းကိုချင်တတ်ပါရဲ့ပြောင်းအောင်နေပါခလေးရေကိုကတော့မင်းကို အမြဲတည်းရနေမှာ ပြီးတော့ဆက်ချက်သွားမှာပါအသက်ရှူတဲ့များရက်တန်နေတိုင်အောင်မွန်းချက်ခဲ့ရတယ် ညရေတွေပားပြင်ပေါ်ကျဆင်းလာပြီးကျမတိလိုက်ရတယ်အချစ်ဆိုတာအင်းများလောက်နာကျင်ရ၏